ဆိုပြတဲ့စဉ်လိုတံပိုးကြီးမလေးချွေးမလေးကိုရထားလို့စိန်ရွှေငွေလဝိရတနာတွေနဲ့တင်တောင်းကတင်းတောင်းချေအကုန်ခံပြီးစိတ်ဆက်မင်္ဂလာပွဲကျင်းပခဲ့တဲ့ဟင်းဝရန်တို့မိသားစုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အားလုံးရဲ့ပါဇက်ဖြောင်းမှာရေးပန်းစားနေတဲ့မင်းသားဟင်းဝရန်နဲ့မင်းသမီးဆိုပြတဲ့စဉ်တို့ရဲ့တန်းသာကြီးဆန်းဆန်းစိတ်ဆက်ပွဲကြီးအကြောင်းကိုထပ်မံပြီးတော့ပြပြပေးကျမှာတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ပွဲရဲ့ခန်းနာမှုတသက်ကိုပဲပြောမှာမဟုတ်ဘဲဒီလိုမျိုးကြီးကျယ်ခန်းနာတဲ့ပွဲကြီးဖြစ်ပေါ်လာခြင်းရဲ့နောက်ွယ်ကအဓိကအကြောင်းရင်းဟင်းဝရန်တို့မိသားစုကသူတို့ရဲ့ ွေးမလောင်လေးအပေါ်မှာဘလောက်ထိတန်ဖိုးထားကြောင်းကိုပြသခဲ့တဲ့အကြောင်းတွေကိုအဓိကထားပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒီပွဲကြီးကငွေကြေးချမ်းသာမှုကိုပြသတာတဲ့အများကြီးပိုလင်းတဲ့အတိတ်ပဲရှိနေပါတယ်အဲ့ဒါကတော့ဆိုပြတဲ့စင်လိုမျိုးတန်ဖိုးကြီးမားတဲ့ချွေးမလေးတယောက်ကို ရရှိပိုင်ဆိုင်ခဲ့တဲ့အတွက်ဟင်းဝရဲ့နုမီသားစုကဘာတစ်ခုမှမရောစေပဲအကောင်ဆုံးတွေနဲ့ဂုံပြူကြိုဆိုခဲ့ကြတာပါပဲဒီနေ့အော်တိုဘာလ17ရက်နေ့ရန်ကုန်မြို့ရဲ့ Lot Hotel မှာကျင်းပခဲ့တဲ့ဒီစည်းဆက်ပွဲဟာတာမန်မင်္ဂလာပွဲတွေထက်အစာပေါင်းများစွာခမ်းနားကြီးကြဲခဲ့တယ်ဆိုတာအားလုံးလည်းအသိပါပဲမိသားစုတစ်ခုအတွက်ကိုယ့်ရဲ့သားအတွက်ချွေးမတစ်ယောက်ရရတယ်ဆိုတာဘဝရဲ့အရေးကြီးဆုံးအလှည့်အပြောင်းတစ်ခုပါအထူးသဖြင့်တော့ဆိုပြတဲ့စဉ်လိုမျိုးအဆက်ဆက်ရရမှာပြည့်စုံပြီးတော့အနုပညာလောကမှာသူမရဲ့ဂုံသိက္ခာကိုအသက် နဲ့ထက်တူတံပိုးထားကလိမ္မာရေးကြောင့်ရှိရှိနေထိုင်ခဲ့တဲ့တမိကောင်းယရနာတယောက်ကိုချွေးမတော်ခွင့်ရတဲ့အတွက်ဟိဝရန်တို့မိသားစုကအတိုင်းမသိဝမ်းသာဂုဏ်ယူနေကြတာပါအဲ့ဒီဂုဏ်ယူဝမ်းမြောက်မှုတွေကိုဘယ်လိုပြသခဲ့သလဲဆိုတော့သူတို့ရဲ့ချွေးမလောင်းလေးအတွက်တိမ်မောင်းတောင်းချီအကုန်ကြခံပြီးတော့ဒီစည်းဆက်ပွဲကြီးကိုကျင်းပပေးခဲ့တာပဲဖြစ်ပါတယ် ပထမဆုံးအနေနဲ့တင်တောင်းဆေးဆက်တဲ့အခါမှာကိုပဲစိန်ရွှေငွေလက်ဝိရတနာများစွာနဲ့တခန့်တနာတင်တောင်းခဲ့ရဖြစ်ပါတယ်။ဒါအပြင်ပွဲချင်းပါတဲ့ခန်းမတစ်ခုလုံးကိုလည်းမြန်မာငွေသိန်းပေါင်း3000ကျော်တန်ဖိုးရှိတဲ့ဆွစ်ဇာလန်နိုင်ငံဖြစ်ပန်းတွေနဲ့နှက်ပုံနန်းနန်းတစ်ခုအလားဖန်တီးပေးခဲ့တာပါ။ အဲ့ဒီလိုပန်းပင်လေကြီးအလေမှာသူတို့ရဲ့ချွေးမလောင်းလေးကိုပန်းရံဝင်းဆောင်လေးနဲ့စက်တီရရှိရှိလှပစေခဲ့ပြီးတော့သူမရဲ့အလောင်းကိုပို့ပြီးတောက်ပစေဖို့အတွက်အမေရိကန်ဒေါ်လာသိန်းချီတန်ဖိုးရှိတဲ့စိန်နဲ့မြလဲဆွဲကြီးကိုလည်းလက်ဆောင်အဖြစ်ဆင်မြန်းပေးခဲ့ရပါဒီပြုမှုတွေအလုံးကငါတို့မိသားစုကဒီလောက်တန်ဖိုးကြီးတဲ့ချွေးမလေးတစ်ယောက်ကိုရထားတော့ဒါကြောင့်ဒီချွေးမလေးနဲ့ထိုက်တန်အောင်အကောင်းဆုံးနေနဲ့ပဲကြိုးဆိုရဲဆိုတဲ့သဘောကိုအထင်ရှားပြသလိုက်တာပါပဲဒီလိုမျိုးကြီးကျယ်ခမ်းနားစွာတက်နိုင်ရခြင်းရဲ့နောက်ွယ်မှာတော့ ဟိဝင်ရန်တို့မိသားစုရဲ့ခိုင်မာလာတဲ့စီးပွားရေးအင်ပါယာကြီးကရှိနေပါတယ်။ဟိဝင်ရန်တို့မိသားစုဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်ပြီးတော့စောင့်လို့ရေးကုမ္ပဏီကြီးတွေ၊မန်ထက်ချီလိုနာမည်ကြီးရုပ်ရှင်ထုတ်လုပ်ရေးတွေ၊ဧကမောင်းများစွာကျယ်ဝန်းတဲ့ rubber ခြံကြီးတွေနဲ့တခြားသောစီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတဲ့တတိမိသားစုတစ်စုဖြစ်ပါတယ်။ဒီလိုမျိုးအင်အားကြီးမားတဲ့မိသားစုကသူတို့ရဲ့ချွေးမလောင်လေးအပေါ်မှာမင်းဟာငါတို့မိသားစုအတွက်အတန်ဖိုးမဖြတ်နိုင်တဲ့ယတနာတစ်ခုပဲဆိုတဲ့စိတ်နဲ့အခုလိုမျိုးအကုန်ကြားခံပြီး ီးတော့ကြိုးစိုးခဲ့ရတာတကယ်ကို အားကြစရာကောင်းပါတယ်ကေပရိသက်ကြီးတို့ရောကိုရောက်မဲ့ချွေးမလေးကိုတံပိုးထားတဲ့နေနဲ့ဒါမျိုးကြီးကျယ်ခမ်းနားစွာကြိုဆိုခဲ့တဲ့ဟင်းဝရံတို့မိသားစုရဲ့စိတ်ထဲနဲ့အပြုတ်မှုပေါ်မှာဘယ်လိုမျိုးမြင်မိကြပါသလဲဒီစိစက်ပွဲကြီးဟာဟင်းဝရံတို့မိသားစုကသူတို့ရဲ့ချွေးမလေးစိုးပြေတဲ့စဉ်ကိုဘယ်လောက်ထိတံပိုးထားကြအောင်ဘယ်လောက်ထိအမျက်နှိုးချောင်းကိုကဘာတိကျင်ညာလိုက်တာနဲ့အတူတူပါပဲဆိုရင်မှားနိုင်မလားရှင်ပရိသက်တို့ရဲ့အမြင်ကိုလည်းပြောသွားခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်